ပြင်းပြင်းနဲ့မြဝရီမြို့နယ်ရွှေကုတ်ကိုကြားဖြတ်မြို့တစ်ဒေသကထွက်ပြေးလာတဲ့နိုင်ငံသား36ဦးဒီကနေ့နိုဝင်ဘာ19ရက်နေ့ပိုင်းမှာထိုင်းအာဏာပိုင်တွေကနယ်ဆက်ဝမ်ဖတ်ကျေးရွာနားမှာဖမ်းဆီးရမိခဲ့ကြောင်းနယ်ဆက်သတင်းရင်းမြစ်ကအတည်ပြုပါတယ်။ဖမ်းဆီးရရှိသူများမှာကင်ညာ73ဦး၊ပါကစ္စတန်71ဦး၊ဗီယက်နမ်3ဦး၊နီပေါ်2ဦး၊အိန္ဒိယ2ဦး၊တရုတ်၊အီဂျစ်၊ဆူဒန်၊ရဝမ်ဒါ၊ကာဇက်စတန်နိုင်ငံသားများပါဝင်ကြောင်းသိရပါတယ်။ အဲ့ဒီသူများဟာတောင်ရင်မြစ်ကိုလှေနှက်ဖြတ်ကူပြီးထိုင်းဘက်ခြံကိုဝင်လာစဉ်ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။တစ်ဖက်မှာတော့ရွှေကုတ်ကိုဒေသမှာထွက်ပြေးလာတဲ့ကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့နိုင်ငံသားတွေဟာမြဝတီမျိုးပေါ်ကိုအလုံးအင်းနဲ့ရောက်ရှိနေပြီးဟိုတယ်များတဲခိုခန်းများလူပြည့်ကျက်နေကြောင်းဒေသခံများက ဆိုပါတယ်။ရွှေကုတ်ကိုမှမြဝတီကိုကားငှားကတအူးကိုထိုင်းဘက်ငွေတထောင်ကျော်အထိဈေးတက်နေတယ်လို့သိရပါတယ်။ အရေးကြီးတဲ့ထိတ်တန့်တရုတ်တထေးတွေကြားဖြန့်ခေါင်းဆောင်တွေကို BGF ကသူတို့ဌာနချုပ်နဲ့ရွာတွေတဲကိုလုံခြုံစွာခေါ်ထားတယ်။အခုမြဝတီမှာလှည့်လည်နေတာဟိုတယ်တွေပြည့်နေတာကတာမန်အလုတ်သမားနိုင်ငံသားတွေပဲ။သူတို့ကရေမျောကန်းတင်ဖြစ်နေတာလို့ကရင်ဒေတာစစ်ရေးတရင်မြစ်တူကပြောပါတယ်။ဆိုပါနယ်ခြားဆောင်တပ် BGF ကစစ်ကောင်စီနဲ့ငြင်းငြင်းရေးယူထားတဲ့ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ရွှေကုတ်ကိုကြားဖြတ်လုပ်ငန်းများမှာတာဝန်ခံအဖြစ် ပါဝင်ပတ်သက်နေတယ်လို့ဆွဆွဲချက်များရှိနေပါတယ်။လက်ရှိမှာမြဝတီမြို့ပေါ်မှာရှိတဲ့ဟိုတယ်နဲ့တက်ခိုခန်းများစီနှုံမှာအဆက်မတန်မြင့်တက်နေပြီးထွက်ပြေးလာသူတို့မှာကြောက်ခတ်၊ကြာရင်းစိတ်ကြီးစတဲ့နေရာများကိုဆက်လက်ထွက်ပြေးနေရကြောင်းတတိယမြင့်များကဆိုထားပါတယ်ရှင်။